အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဆလ18ရက်နေ့အတွက်မော်လဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာနဲ့အရှိဘက်နဲ့အနာဘက်ကနေလာတဲ့လေဝေလှိုင်းတွေရဲ့အရှိန်တက်ရောက်မှုကြောင့်ဒီကနေ့ဆလ16ရက်နေ့ကနေလာမယ့်ဆလ22ရက်နေ့အထိပြည်နယ်နဲ့တိုင်းအားလုံးတို့မှာမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းကြောင့်အနောက်တောင်မုတ်တုံလေအားကောင်းနေတဲ့အတွက်မနေ့ပြန်ဇွန်လ18ရက်နေ့မှာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းအေယာဝတီမြင်းနဲ့ချင်းတွဲမြေဖြားဒေသတွေမှာမိုးအသင်အတင်းကနေမုံများနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတော့မိုးအသင်အတင်းရွာသွန်းနိုင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊စကိုင်းတိုင်းတောင်ပိုင်း၊မကွေးတိုင်းနဲ့မန္တလေးတိုင်းတို့မှာတော့မိုးအနှဲငယ်ရွာသွန်းနိုင်ပြီးရခိုင်ပြည်နယ်၊ကရနီကယားပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊နေပြည်တော်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးအနှဲငယ်ကနေမိုးအသည်နဲ့ရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်အဝန်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေ6:30မိနစ်အချိန်အထိမြို့အလုံးရဲ့မြေရီဟာစိုးရင်အမအောင်မှာပဲရှိနေပါတယ်။ ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်တုံလီအားကောင်းရာကနေအအလွန်ကောင်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားကောင်းနေပါတယ်မြမကန်ရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရမန်ရန်ခါမုတ်တက်လီပင်များကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မုတ်တက်လီပင်ကြစဉ်ရေပြင်မြေပြင်လေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်စေပေကနေ12ပေကန်ရှိနိုင်ပါတယ် ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်းများဖြစ်ပေါ်လျက်ရှိပြီးဆိုပါမိုးတိမ်တောင်းများရွေရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရိတ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုးတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ် နောက်နှစ်ရက်အတွင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနယ်၊တနင်္သာရီတိုင်းတို့မှာမိုးထစ်ချုံကနေရာကွက်ပြီးမိုးကျနေပါတယ်။ အခုလိုမိုးလေဝသခမန်းချက်တွေနဲ့ဘေးရန်တရေသတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification လောက်ကိုဖွင့်ထားကစောင့်ကြည့်နေပါရရှင်။အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရေကောင်ဌာနကွယ် NUG မိုးလေဝသဌာနမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရိုရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရရှင်။